အားလုံးပဲမင်္ဂလာပါခင်ဗျာနှုတ်ထွက်စွာကျဆိုလိုက်ပါတယ်အခုပြပြမှာကတော့ size ဆရာတက်ဝေခါရေးသားထားတဲ့အဖိုး3ဦးနဲ့ radio ဆိုတဲ့ဝိထုတိုလေးကိုပြပြမှာဖြစ်ပါတယ်နားဆင်ပေးပါခင်ဗျာအဖိုး3ဦးနဲ့ radio နေ့တိုင်းနေ့တိုင်းသူတို့3ယောက်ပုံမှန်ဆုံးဖြစ်ကြသည်ပုံမှန်ဆုံးချတဲ့အခါတိုင်းလဲ radio ဖွင့်ပြီးအမြဲနားထောင်နေရှိကြတယ်ပလင်းတွေတရင်တွေအချောင်း ဘသူတွေကရှပြန်ပြီဘသူတွေကမူနေပြန်ပြီလဲဆိုတဲ့အကြောင်းတွေကို သူတို့နာတော်တာဆင်ကြတယ်။နာတော်တာဆင်တာကိုမှအတူတူနာတော်တာဆင်ကြတာပါ။တခါကလေးနာတော်တာဆင်နေကြရင်တအုပ်နဲ့တအုပ်ပါစကားမှမပြောနိုင်အောင်တိတ်ဆိတ်နေတတ်ကြတယ်။တခါကလေးတော့လေဂျားဖြက်ပြောကြတာမျိုးရှိတာပါပဲ။ရေဒီယိုကို သူတို့ကြိုက်တယ်။ခြိုက်ဆိုသူတို့တသက်လုံးရေဒီယိုကိုအဖို့ပြူလာခဲ့ကြရတာ။ အခုပေါ်နေတဲ့ digital ဘာညာတရက screen မျက်နှာပြင်ဆိုတာကသူတို့အတုံးချတတ်တာမဟုတ်တော့ဒီရေဒီယိုကိုပဲအားကိုးနေရတယ်လို့ဆိုရပါမယ်။ဘာဖြစ်ဖြစ်သူတို့တော့ယောက်မှာတူညီတဲ့အမြင်တစ်ခုရှိပြီးအဲ့လိုသဘောထားနိုင်ဖို့အတွက်လဲသူတို့အသက်အရွယ်ကတင် जा ပေးနိုင်ခဲ့တယ်လို့ဆိုရပါမယ်။သူတို့တော့ယောက်ဆိုတာဘာဆန်ဘာကောက်ဘာဝင်လို့ရှက်ခွက်ကအမျက်တနို့ခေါ်ချတဲ့သူတွေပေါ့။ ဘားဆန်ကလူနေအေးတယ်အပြောနေတယ်တခုခုကိုသူလက်မခံလို့ညင်းထွက်မယ်ဆိုရင်ဘားဆန်တို့ကတော့မယုံဘူးမယုံဆိုယုံအောင်ပြောနေလို့ကိုမယုံတာလို့တွင်တွင်ကြီးပြောတတ်တာကတော့သူအချင်းလေးတခုပါပဲဘားဆန်ကသဘောတော့ကောင်းပါတယ်လမ်းမှာတွေ့ရင်တွေ့တဲ့လူကိုပြုံးပြတယ်တမိရွယ်ဆိုတမိဘယ်ကပြန်လာတာလဲตาเยซูตาเยหนีก้าวลาโลเมทูขอเปียวเปียวหนีบงกาสะบิวตะควินตู้อเปียน ကျမ်းမာသူမရှိတော့ဘူးဆိုတဲ့ဟန်ပန်မျိုးနဲ့ဘာဆန်ကိုတရက်ွယ်လုံးလူလူကချစ်ကြတယ်ချစ်ဆိုဘာဆန်ကဆောင်းဝင်လောက်ခဲ့ဘူးတဲ့ဘာရဲ့ကြောင့်တော့မသိဘူးဘာဆန်ကဆေးအလကားကုပေးတယ်လို့တက်ဆင့်စကားတက်ဆင့်နားနဲ့ကြားလေးရှိတယ်အရင်တော့ကပါအခုတော့သူကမကုတော့ဘူးအဲဘာဆန်ကဆေးဆိုးတက်တယ်ဘယ်လိုအချိန်ဆိုဆေးဆိုးတက်လဲဆိုတော့ဆေးအလကားကုပေးတဲ့အတွက်ကျေးဇူးပါဆရာလို့ပြောရင်ဆေးဆိုးတယ်အလကားဆိုတဲ့စကားကိုသူလုံးဝမကြိုက်ဘူးတဲ့ လက်ဆောင်ကုပေးတာလို့သူကပြောလို့ရှိတယ်။ဘာဆန်ကအဲ့လိုလူတစ်ခုပဲစီအုံမှာဆောင်ဝင်ဖြစ်ဘာလို့မလုပ်ခဲ့လဲဆိုတာဘာဆန်ကဘတော်မှဘသူမှမပြောခဲ့ဘူးတဲ့။ဘာကောက်ကတော့ဘာကောက်ဆိုတဲ့အမိတိုင်းသူပဲအရင်ဥအောင်ပြောချင်သူသူပြောတာကိုအရင်သားထောင်းဒါမှမဟုတ်ရင်သူကနည်းနည်းစိတ်ကကောက်ချင်တော့တာမျိုးရှိတယ်။ဒါပေမဲ့တယူတနာမျိုးမဟုတ်ပြန်ဘူးဘဲမြတယ်မြတွေးတယ်သူ့အကျင့်တစ်ခုကသူအရင်ပြောချင်တဲ့စိတ်ပဲ။ စကဝိုင်းတဝိုင်းမှာငါတိတယ်ဆိုတာနဲ့အရင်စတာမျိုးပေါ့ဘားကောက်ကစပင်းပါကောက်တယ်လို့ပြောရမယ်ဘားကောက်ငငယ်တုန်းကသူ့စပင်းတွေကောင်းခဲ့စင်းတုန်းကပေါ့လိန်ချစ်ချစ်ကလေးတဲ့အခုတော့သူ့လက်မှာဒုတ်ကောက်ဆောင်ထားတယ်စပင်းကောက်ကမရှိတော့ဘူးမရှိတော့ဘူးဆိုအခုကနဖူးပဲမြင်ရတော့တယ်အဲဘားကောက်ကိုလည်းတရက်ကွယ်လုံးကချစ်ကြတာပဲဘားကောက်ကရှင့်နေလုခဲ့တာရှင့်နေအလုပ်ကို နှစ်ချိုက်လွန်းလို့ဥရိပညာကို အပတ်တကုတ်လေ့လာလိုက်စားခဲ့တာ ူဟာဥပဒေပညာနဲ့ပတ်သက်ပြီးတွေ့တဲ့လူတွေကိုရှင်းပြလေးရှိတယ်။ဘာတော့ဘလို့ပေါ့ကွာ။ဘယ်ဥပဒေကတော့ဘလို့ရှိတယ်ဘယ်ညာလို့ရှိတယ်ဆိုပြီးလက်ညှိုးလေးထောင်ပြီးပြောတတ်တယ်။ဘာကောက်ကသူအဲ့ဒီသူချစ်မြတ်နိုးတဲ့အလုပ်မှာဘယ်နှစ်နှစ်ဆိုလာပဲလုပ်လိုက်တယ်တဲ့မကြဘူး။သူမြတ်နိုးလာပါတယ်ဆိုတော့အဲ့ဒီအလုပ်ကနေသူထွက်ပြီးရက်ွက်ထဲမှာအေးဆေးပဲပြန်နေတဲ့အေးဆေးပြန်နေဆိုဘာကောက်ကချမ်းသာတယ်မိဘမျိုးယိုးဘိုးကချမ်းသာတာဘာကြောင့်ဘယ်ရဲ့ကြောင့်ရှင်းနေလောက်ကထွက်တယ်လဲဆိုတာလဲဘာကောက်ကိုဘယ်သူမှမေးမရဘူးတဲ့ တစ်ခုတော့ရှိရယ်ရက်ွက်ရေးမှတစ်ခုခုကိုတရားနီးလန်းတကြရှင်းလင်းခြင်းတော့အခုအချိန်ထိဘတ်ကောက်စီသွားလျှောက်ကြတော့ဘာဝင်ဆိုတာကတော့နှစ်ခုပြန်ပြောင်းတဲ့ရက်ွက်ရဲ့အချစ်တော်ပါပဲဘာဝင်ကအမြဲတမ်းရှိဖြစ်ဖြစ်နဲ့မို့ရက်ွက်ထက်ကကလေးတွေကဘာဝင်ကိုပပဖြဲလို့မခေါ်ရုံတမဲပဲဘာဝင်ကိုကလေးတွေဘယ်သူမှမကြောက်ကြဘူးလို့တော့ပြောလို့ရမယ် အဲသူကဘာဆန်တို့ဘာကောက်တို့လိုအသက်မိုးဝမ်းချောင်းပညာမသင်ခဲ့ဘူးတမန်အရက်သားတဦးလိုပဲနေခဲ့သူဒါပေမဲ့ဘာဝင်းကအတော်ပြောတတ်တယ်ဘာဝင်းရက်ွက်လက်ဖက်ရည်ဆိုင်ကိုလာရင်ဘာဝင်းရေခြေနေဘယ်လိုလဲလို့မေးလေရှိကြတဲ့ခါတိုင်းရှင်ပြပြပေါ့ဗျာလို့ပြန်ဖြေတတ်တယ်သူ့အတန်ကိုကြားရင်ရင်ထဲကျဉ်းလူသွားလောက်အောင်ဘာဝင်းကပါရမီထူတာဘာဝင်းကရည်စရာလဲတိတ်ပြောတတ်တော့ခလေးတွေကလည်းဘာဝင်းစီအသွားများကြတယ်ဘာဝင်းကလည်းတိတ်ပြောဆိုပဲအဲတခုပဲဘာဝင်းကတခါတလေမှာ ကလေးတွေကိုပုံပြောရင်မြေတွေကြာလာလေရှိတယ်တဲ့။ဘာကြောင့်ကြာတယ်လဲဆိုတာဘယ်သူမှမသိဘူးဘယ်သူမှလည်းမေးလို့မရဘူးတဲ့။သူတို့တောင်ယောက်ကတကယ်ကတငယ်ချင်းအရင်ခောက်ခောက်တွေငငယ်ကလေးကတရက်ွယ်ဒါတွေလည်းဖြစ်တဒန်းထဲလည်းအတူတက်ခဲကြတဲ့သူတွေအခုရေဒီယိုတလုံးကိုနေ့စဉ်အတူတူနားထောင်ဖြစ်ကြတာရောပေါ့တအူးနဲ့တအူးတိတ်ကိုခင်ချချစ်ကြလို့ရက်ခွက်ကလူတွေကိုသူတို့ရဲ့အုတ်ချွေးမှုကစီဝေးခေါ်တဲ့အခါ ဘာဆန်ဘာကောက်ဘာဝင်တို့လိုနေကြစမ်းပါလို့ပြောရတဲ့တဲ့ရေဒီယိုတလုံးကိုလက်ဖက်ရည်ဆိုင်ကိုယူလာပြီးရင်၃ရောက်အတူတူနားတော်တာဆင်ကြကိုယ်နိုင်ငံရဲ့အပြင်တခြားနိုင်ငံတကာ international သတင်းပလင်းတွေကိုပါအတူတူနားတော်တာဆင်ကြတယ်ဘာဆန်ဘာကောက်ဘာဝင်တို့ဟာရေဒီယိုနားထောင်နေတဲ့အချိန်ဆိုတိတ်ကိုငြိမ်စိတ်နေတာပဲလို့ပြောရလောက်အောင် တရားမှအတံမထွက်ဘူးသတင်းကိုပဲနားထောင်ကြတယ်အထူးသဖြင့်နိုင်ငံရေးသတင်းပေါ်ပြီးရင်တော့ရီချင်းရီနေကြတာပဲမိုင်းချင်းမိုင်းနေကြတာပဲဒါပေမဲ့ခဏရခဏမိုင်းပြီးရင်သူတို့တုံးရဟာခေါင်းချင်းဆိုင်ဆွေးနွေးကြရတာပါပဲဘာရီဆွေးနွေးတယ်လဲတော့မသိနိုင်ဘူးပေါ့တခါတလေမှာနေစွန်းတစ်ဖြားကြားရတာကဘာဆန်ကတော့ဘသူကိုမှယုံလို့မရသေးဘူးဆိုတာမျိုးဘောက်ောက်စီကတော့တရားမျှတမှုဆိုတာတကယ်ရရှိသေးရဲ့လား အေးလေးဇဘိုးကတော့လိတ်ဖြစ်နေပြီပဲဆိုတာမျိုးပေါ့အဲဘာဝင်စီကဒီလိုချက်အားတက်တဲ့ခွလွတ်ခြင်းမရှိလို့အနာဂတ်တွေမင့်နေတာအဲ့ဘာကမှကိုရှေ့မရောက်တော့တာဆိုတာမျိုးပေါ့ရေဒီယိုကိုနေဆင်အတူနားတော်တာဆင်ကြတယ်သတင်းတချို့ပြီးတဲ့အခါပိတ်တယ်ပြီးရင်ဆွေးနေတယ်ပြီးရင်ရည်တန်းရည်ကြတယ်မိုင်ရင်လည်းမိုင်သွားကြတယ်ရက်ွက်ထဲမှာဘာဆန်ဘာကဘာဝင်ဆိုရေးစားသမှုကသူ့နေရာနဲ့သူတို့ရှိပြီးသား ူတို့အတိသူတို့အပြုတ်မှုကိုကြည်ပြီးရက်ကွက်ကချစ်ကြမြင်လို့ကြတာလို့ဆိုရမယ်သူတို့ထပြန်သွားတဲ့အခါမျိုးမှာတပည့်ရင်ဆိုင်ပန်ရှင်ဦးမြကျော်ကဒီလူတွေဟာတကယ်ရိုးတဲ့သူတွေတတ်တတ်လုံးဘသူမှဒုက္ခမပေးလာဘူးလို့ပြောနေတတ်တဲ့အဲတရဲ့ဘာဆန်ဘာကဘောင်ဝင်တို့အချင်းများချဆူတဲ့ဘာဆန်ကရေဒီယိုနားထောင်နေရင် ရုတ်တရက်ခံရကထရက်တတ်တဲ့ပြီးတော့စပွဲခုံပေါ်တင်ထားတဲ့ရေဒီယိုကိုစက်ခနဲ့ယူပြီး ်ခွက်ခနဲရိုက်ခွဲပြစ်လိုက်တာတဲ့အဲ့မှာပဲဘတ်ကောက်ကထပြီးရေဒီယိုကိုရိုက်ခွဲတင့်မတင့်မင်းငါတို့ကိုမေးအိုးတိုင်းမင်းအောင်ပေါ်တဲ့ဘာလို့မင်းသမောနဲ့ပင်ရိုက်ခွဲရတာလဲတဲ့ဘတ်ဆန်ကပြန်អော်တယ်ဆိုတဲ့ဘလို့អော်တယ်လဲဆိုတော့သူပြောနေကြစကားပဲတဲ့ဘသူကိုမှမယုံသေးဘူးရှုံလို့မရဘူးကွာတဲ့ဒါကြောင့်ရိုက်ခွဲတာတဲ့ဘတ်ကောက်ကပြန်ပြောတယ်ဘတ်ဆန်မင်းတရားမျှတမှုမရှိဘူးမင်းကွာတဲ့သူတို့နဲ့ဦးစကားများပြီးနည်းနည်းတိတ်ဆိတ်သွားတဲ့အခါမှာဘဝင်ကဝင်ပြောတဲ့ ငါတို့တက်လုံးမယုံကြည်ခြင်းတွေနားထောင်ခဲ့ကြအနှိတ်ထားရုံအမျိုးမျိုးကိုမြင်လာခဲ့ကြတာပဲမဟုတ်လားတဲ့။စံဝင်လောက်ကိုမယုံကြည်တဲ့ကောင်နဲ့ရှင်နေလောက်ကိုတရားမမျှတဘူးတွေးခဲ့တဲ့ကောင်နဲ့ကောင်းကွာကိုယုံကြည်ရမျက်နှာရောက်ထက်တဲ့ဝင်မလုခဲ့ကြအမျိုးစီမချခဲ့ကြပဲငါတို့တွေနေစင်ရီကိုနားထောင်နေကြတာဘာထူးတလဲတဲ့အနည်းဆုံးတော့မင်းတို့တံမိုးတွေကိုပြခဲ့ချတဲ့နဲ့မဟုတ်လားဆိုပြီးဘောင်ဝင်းကပြောလိုက်တော့ဘာဆန်နဲ့ဘာကောက်ကဘောင်ဝင်းကိုကြည့်ကြတဲ့ ြည့်ရဲဆိုတာမှတခဲကိုစိတ်မကောင်းတဲ့မျိုးလုံးအိမ်နေနဲ့ကြည်ကြတာ။နောင်ဒရနေတဲ့မျိုးလုံးတွေနဲ့ကိုကြည်တာ။တခုခုကိုဆုံရှုံထားရတဲ့လိုအကြည့်မျိုးယူကျုံမရဖြစ်ပုံမျိုးနဲ့ကြည်တာတဲ့။ဘာဆန်ရဲ့စိတ်ထဲဘာကိုအတော်ထိခိုက်သွားမှန်းမသိဘူး။ဘဝင်းကိုတောင်းပန်ပါတယ်တငယ်ချင်းရလို့ထပြောတဲ့တစ်ဆက်ထဲမှာပဲဘကောက်ကလည်းဘဝင်းရငါတို့ကြုံခဲ့ရတဲ့နေ့တွေကိုမင်းလည်းသိပါရဲ့ကွာလို့ပြောတဲ့အဲ့မှာပဲဘဝင်းကဘဆန်မင်းဘဆန်မင်းလည်းပြန်တော့ ဘာကောက်မင်းရောပဲပြီးတော့ငါလည်းပြန်တော့မယ်တဲ့မနေ့ပြန်ဒီညမှာပြန်ဆုံကြမယ်ဘာမှမဖြစ်ဘူးတဲ့ခါတိုင်းလိုပဲရေဒီယိုပြန်နှားထောင်မယ်ဆွေးနွေးမယ်ပြောကြမယ်တဲ့ရေဒီယိုအစ်စ်တလုံးဝယ်မယ်တဲ့ဘာဆန်ဘာကောက်ဘောင်းဝင်တို့လက်ဖက်ရည်ဆိုင်တွေကထွက်သွားတော့ဦးမြကျော်နဲ့အတူရက်ွက်သူရက်ွက်သားတချို့ကဟေးချန်ရှစ်ခဲကြတဲ့ရေဒီယိုအဟောင်းကိုတော့ပြန်ကောက်မသွားကြဘူးဘာဆန်ဘာကောက်ဘောင်းဝင်တို့သုံးသားဟာလမ်းတူလျှောက်ပြီးပြန်သွားကြတာဘာမှမဖြစ်သလိုပဲတဲ့ ဘသူမှဘာအတွက်ကြောင့်သူတို့အချင်းများကြတယ်။ဘာဆန်ကဘာကြောင့်ရေဒီယိုကိုရုတ်တရက်ဆက်ခနေယူပြီးပောက်ခွဲလိုက်တယ်ဆိုတာမသိကြဘူးတဲ့။အချင်းများပြီးနောက်တရက်မှာသူတို့သုံးနဲ့ရေဒီယိုအစ်စ်တစ်လုံးလက်ဖက်ရည်ဆိုင်ကိုပုံမှန်အတိုင်းရောက်လာပြန်တယ်။ရေဒီယိုကအစ်စ်ဆက်ဆက်ကလေးသူတို့နားထောင်ကြရဲပြီးတော့ထုံးစံအတိုင်းဘာကောက်ကအရင်စပြီးစကားပြောတာပဲပေါ့အတော်လေးကြကြသူတို့ဆွေးနွေးကြတယ် ခါရိုင်းရက်တွေနဲ့မတူဘူးသူတို့သုံးဟာရေဒီယိုအသစ်ဆက်ဆက်ကလေးကိုငင်းနေတယ်လို့တောင်ထင်ရတယ်။အဲခါရိုင်းနဲ့မတူတာကတော့ဦးမြကျော်ကိုလက်ဖက်ရည်ဆိုင်ကမပြန်ခင်စမ်းမအောင်နေလို့ဘာဆန်ကပြောတယ်။ဘာကောက်ကလည်းတရားမြတ်တမြမြမြတတနဲ့ရက်အေးရွာအိမ်မှာကုညီတက်ရတယ်။ဦးမြကျော်ရလို့ပြောပြီးရည်ရဲကျဲလှုပ်တာပဲ။ဘာဝင်ကတော့အခြေအနေဘလို့ရှိစေရှိရှင်ပြပြပေါ့ဗျာလို့ပြောဖို့ သူ့ဘဝမှာအတော်ကြာလေ့ကျင့်ခဲ့ကြောင်းပြောသွားတဲ့နောက်ထူးခြားတာတစ်ခုကရေဒီယိုအသစ်ဆက်ဆက်ကလေးကိုဦးမြကျော်ဆိုင်မှာထားသွားခဲ့တာပါပဲနောက်ရပြန်လာရင်နာတော်တာဆင်ချမတဲ့ဒါနဲ့ဦးမြကျော်လည်းရေဒီယိုအသစ်ကလေးကိုကောင်တာပေါ်တင်ထားလိုက်တယ်ပြီးတော့အဖိုးကြီး၃ရဲ့ကျော်ပြင်ကိုငေးနေလိုက်မိသေးတယ်နောက်တရက်မနေ့ခင်ဝေလီဝင်လေးဦးမြကျော်ဆိုင်ခင်းချိန်မှာတော့တရင်တစ်ခုကိုနားနဲ့ဆက်ဆက်ကြားလိုက်ရတဲ့ဘာဆန်ဘာကောက်ဘာဝင်းတို့စုံးပြီးဆိုတာပါပဲ ။ဦးမြကျော်အားတရင်ကိုကြားပြီးပြချင်းသူတို့ထားခဲ့တဲ့ရေဒီယိုရှိရာစီပြေးတဲ့ထူးဆန်းတယ်လို့ဆိုရမလားပဲ။ရေဒီယိုဟာသူ့လိုဖွင့်နေတယ်ဆိုတာပါပဲ။ဒါပေမဲ့ဘာဆန်ဘာကောက်နဲ့ဘာဝင်တို့ဘယ်တော့မှပြင်မလာတော့ဘူးဆိုတာအဲ့ဒီရေဒီယိုအစ်တကလေးကမသိနိုင်တော့ပါဘူးတဲ့။တွေ့ခါဆလဖပြမှာကတော့ဆိုင်ဆရာမင်းချမ်းမွန်ကြီးတားထားတဲ့ဝါကျင့်ကျင့်အတိုက်ပြောင်းမျိုးပုံအညွန်အတိုင်းဆိုရဲဝတ္ထုတို့လေးပါ မဆင်ပြေပါခင်ဗျာဝါချင်းချင်းတိုင်ပြောင်းမြေပုံညွန်တိုင်းမျက်နှာချောင်းပြီးပိန်သွားတယ်နော်ခုတက်တော့ကျွန်တော်အိမ်သူတက်လျာမကြခဏပြောလို့ရှိတော့စကားဖြစ်ပါသည်ဝိစီတန်းစီအပေါ်ရန်ခွန်းဆူခွန်းဖွဲ့ဆိုရန်ဒေသမျိုးမဟုတ်စကားနောက်မှာပူပင်ကြောင်ကြမှုတရားကစောင်းနှင်းမျိုးလားတငွန်းငွေကပ်ပါလားတို့ထင်ရသည်လွန်ခဲ့သောရွှေဝါကျွေနေဦးကာလကပင်မိသားစု၏ကံကြမ္မာ ်စာတာကန်စမာအနှိမ်မြင့်ကိုတစ်နှစ်တခါဆစ်ဆေးပေးနေချာဖြစ်သည်သူယုံကြည်သောဆရာကအမားစကားပါလိုက်သည် ကျွန်တော်အမိကိုဖော်ကျူး၍ဆရာကိုမပိန်စေနဲ့နော်ဆရာပိန်လို့မဖြစ်ဘူးဟုအတီးပေါက်မှလိုက်ပါတဲ့ကျွန်တော်ငူရမလားကြီးရမလားပင်ဖြစ်သွား၏ပြောရရင်ကျွန်တော်ကရှေ့ဟော အနာဂတ်ဆရာတွေဤစကားကိုရှုံကြည်ကိုးခွယ်သူတူမဟုတ်အဖော်မွန်ဤစိုးရိမ်ငွေတမ်းမှုကိုတော့ကျေးဇူးတင်ပါသည် ကျွန်တော်ကိုကျွန်တော်လည်းတတိထားမိတယ်အခုတော့ကျွန်တော်မျက်နာကအစအနွမ်းလျာချောင်းကျသွားတာအမှန်ပါချောင်းကျမသွားပဲခံနိုင်ပါမည်လားအလုတ်အရန်အရွေ့အရှားများသောဘဝရန်ရာ၌ကျွန်တော်တို့သည်ငှက်မိသားစုနှင့်အတိုက်ပြောင်းရပြန်သည်မဟုတ်လားဆုံးဝဲမဆုံးနိုင်မဆုံးနိုင်တော့ဘူးလားကွာဟူညင်းပြီးတော့ခီးပေါ်ကဆရာဦးထွန်းလိုက်ရဲ့စကားအတိုင်းဆိုရင်ဒါနောက်ဆုံးပဲဖြစ်မှာပါဟုပြောသည် ကျွန်တော်ကရည်သလိုမောသလိုဖြစ်နောက်တစ်ခါပြောင်းရမည်ဆိုရင်လည်းရေဝေးပဲရှိတော့တယ်ဟူမိမိအရွယ်အသက်နဲ့ချိန်ဆက်ပြောလိုက်မှအိမ်သူကနွမ်းရော်ပြုံးပြင်းနေတဲ့သွားသည်ဒါဓမ္မဒိဋ္ဌံလဲကြလက်တွေ့လဲစံတော်စကားဟုကျွန်တော်ထင်ပါသည်ကျွန်တော်အိမ်သူတက်ထားပြောလိုက်မှဆရာကြီးဦးထွန်းနိုင်ကိုတရိယာချင်းအမြင်တန်းသွားမိသည် ဘဝရည်ဆက်မှာသူနဲ့ပြတ်မဆုံတာလဲကြာပြီးအနေလဲဝေးခဲ့ကြသည်အခုဆိုသူလောလကကြီးကပဲထွက်ခွာတလောက်ပြီးထင်သည်သူပုတ်ထုပ်ပုတ်ကလူတော်လူဆန်းကြီးရတဲ့ကြီးနာမည်ကျော်မွန်တထေးကြီးဥနာအောင်နေခဲ့သည့်ကတိုးရွာသာနာမည်ကျော်မွန်တထေးကြီးဥနာအောင်နေခဲ့သည့်ကတိုးရွာသာ သူကိုယ်သူငါသာစင်ကာပူလောက်မှနေပြီးလှုပ်ရှားရင်ကဘာကျော်ရဲဟု သူ့အနာဂတ်မြင်ပညာနဲ့ပတ်သက်ပြီးတခါကကျွန်တော်ကိုပြောခဲ့ဘူးသည်အင်္ဂလိပ်စာအင်္ဂလိပ်စကားတက်မြောက်ကျွမ်းကျင်လိုက်တာလဲလက်ဖြားခါလောက်ဤတခါတော့ငယ်စဉ်ဘဝတကွေ့နိုင်အစူပါဥထွန်းလိုက်နေထိုင်သောခြံဝင်းကျဲကြီးအနီးအပားမှာကျွန်တော်တို့မိသားစုအခြေချနေထိုင်ခဲ့ဘူးပါသည်သူ့ခြံဝင်းနဲ့အနီးကပ်ဆုံးမှာခရီးရန်ဘာသာဝင်ဘုကပြာမိသားစုဤနေအိမ်ရှိသည်တနေ့သားမှာ ဦးထွန်းလိုင်နဲ့ထိုဘူကပြားတို့ဘိုလိုအချင်းများစကားစစ်ထိုးကြလေသည်ဗမာစကားမတုံးဘဲနှစ်ဖက်စလုံးဘိုလိုကြီးမုတ်ကဖျောက်တော်ဝါစတွေထုတ်လွှင့်နေကြတာကိုကျွန်တော်ခလေးပီပီငေးချင်နေမိခဲ့သည်ထို့နောက်ဦးထွန်းလိုင်လည်းကျွန်တော်တို့အနီးဝင်းချင်းကချန်နေတိုက်ကိုရောင်းခါပြောင်းသွားလေသည်သူသည်ဒိုင်းဝွန်ကွင်းဘက်မှအေယာမတိုက်ကြီးတလုံးနေနေချောင်းကြားတရားဤအံ့ဖွယ်ကောင်းပုံကသူနှင့်ပြန်ဆောင်တော့ကျွန်တော်ကစပားအဝယ်တိုင်မူသူကစပားလာရောက်သူတကြွယ်လေသမားကြီး သူဇာတိကတိုးမှာအုံချံအုံချံတွေလဲတွေအများကြီးရှိရာသူလျာထွက်ပြစပားများကိုအဝဲတိုင်းတို့တောင်းဝင်ကြီးလာရောက်ပေးသွင်းခြင်းဖြစ်သည်ပြန်ဆောင်တော့ကျွန်တော်ကရှောင်းနောင်ဖြစ်ပုံရိပ်တွေကို ပြောပြရာကအစကျွန်တော်ကို အခင်ကြီးခင်မင်သဘောကျသွားသည် စကားဆက်လိုက်တော့ကတိုးအနွယ်ဥမွန်ထော်ဥမွန်ထော်မျိုးဆက်ဖြစ်တော့ကျွန်တော်အိမ်သူနဲ့ဆွေရိပ်မျိုးရိပ်မကင်းတော့ဆက်နေကြအောင်သူပြောပြမှသိရလေသည် ။ဒီနေ့မှာကျွန်တော်တို့ဇနီးမောင်နှံကိုသူ့အိမ်ကြီးရခိုင်တို့ဖိတ်သည်။အဲခန့်ကျင်းမွေးပြီးအသေးချာသိမ်းစီထားသည့်ရွှေစလုံးဖောက်ခနဝင်မြောက်မတန်းစာအုပ်အထူးကြီးကိုပြသည်။သူ့ဇာတာစစ်စစ်ပေးထားသည့်ခေအလျောက်နာမည်တစ်လုံးနှင့်ဂုံပုတ်ကြီးသူတို့၏စာရင်းကိုပြတော့ကျွန်တော်ရှင်သက်ရှုမော့အံ့ဩသွားသည်။မင်းတို့ဇနီးမောင်နှံကိုလည်းငါစာတာဆစ်ဆေးပေးအောင်မယ်။ပြောပြောဆိုဆိုကျွန်တော်တို့မွေးနေ့တက္ကရတွေလက္ခဏာတွေကိုချစ်ရှုတွက်ချက်ခါရှေ့ဖြစ်နောက်ဖြစ်တွေကိုစိတ်ပါလက်ပါဟောလီတော်သည် တကယ်တော့သူဒီဘသူကိုမှလွယ်လွယ်နဲ့တက်ချက်ဟောပြောပေးလို့ရှိသူမဟုတ်အတော်ကြီးမြတ်တာတတ်ဝင်ချစ်ခင်မှုရှိမှမြတ်တာဖြစ်ဟောပေးလို့ရှိရာကျွန်တော်တို့မှဘာပြောရမှန်းမသိကျွန်တော်ကိုလည်းဟောလိုက်တာအာရပါရစကားပြရရင်းနေပြီဖြစ်တော့ကျွန်တော်အားစပေ လောကမှာလူတည်ထင်ရှားများဥမာလဲပါသည်ထိုချိန်ကစတလုံးမှမရသေးတော့ကျွန်တော်အိမ်သူကိုလည်းစပေနဲ့နာမည်ကြီးအောင်မြေနိုင်ငံတော်အဆင့်ပုဂ္ဂိုလ်ကြီးတွေပင်လက်ဆွဲနှုတ်ဆက်ရသည့်အနေအထားထိရောက်မည်ဟုဆိုပါသေးသည် ်ထွဲခါအိမ်သူကဟာမဖြစ်နိုင်တာဆရာကြီးဟုပြောမိရာစောင့်ကြည့်လေးဖြစ်လာမယ်ဟုသာစိတ်ချလက်ချအေးလူလူပြောသည်ထိုစဉ်ကအိမ်သူမှာဆိုင်ဖို့စိတ်ကူးပင်ရှိမှမရှိသေးတာမိတို့ရှင်ရပါအန်ဒီဆိုင်ကကျွန်တော်တို့နှစ်ဦးစလုံးအားဘုံတဘောပြောလိုက်တာတခုရှိသေးသည်နေအိမ်မကြခဏပြောင်းရမည်ဖနေချင်းတိတိတဲ့အထိုင်ထနေလေရှိသောဥခွန်ဟောင်းကိုတွေ့တာတတ်တော့ကျွန်တော်တို့ဘယ်သို့အလွယ်တကူရှင်နိုင်ပါမည်နည်း တနေ့မှာဖြစ်ကိုဖြစ်လာမျိုးဆိုကသူ့လက်ရည်ဝဝိုင်းချင်းနေရေးပြလိုက်တော့ဟော့ကင်းစာရွက်ကိုပင်ပြလိုက်ပါသေးသည်။ဘယ်နေ့ဘယ်ချိန်ဘယ်နေရာမှာဘလို့တင်မလဲဆိုတာကိုသိချင်သေးသလားဟုဆရာကြီးဆိုရာတော်ပါတော့ဆရာကြီးရဲ့အဲ့ဒီလောက်ထိနားမထောင်ရဲပါဘူးပြဲပါဘူးဟုကြောက်လန့်တကြားလက်ခါလက်ကတားမြင့်ခရတာကိုမမိပါသေးသည်။အိုးထွန်းလိုင်ကထူထူသောပုံကူမျိုးအခြားသောအရေးကိစ္စတွေထားပြီးနေထိုင်ရေးအတိုက်မျိုးကိစ္စကိုပဲကြည့်ကြပါစို့ တရွာမပြောင်းသူကောင်းမဖြစ်လို့ပဲပြောရမလားရေကြီးရမျက်နှုလိုမျက်နှုရလိုပဲဆိုရမလားမသိအမတန်နှစ်မြို့တွေ့တာတော့မော်လမြိုင်ကိုကျွန်တော်တို့ဆွန့်ခွာခဲ့ရသည်အိမ်မှာကလေးကနှစ်နေရာခန့်ပြောင်းခဲ့ရဤရန်ကုန်ရောက်တော့လဲအချိန်ချင်းအခါခါဒီတမန်တတဆုံးကြောက်ချစိတ်ကတ်တော်မြည်ဟူရည်စုကကျွန်တော်တို့စိတ်ချိုင်ဖန်တီးတိဆောက်ထားသည်တင်ပြင်းပြန်ဆိုင်ရနဲ့အတိုင်မြုံကိုမိအကြောင်းကြောင်းသောအကြောင်းတို့ကိုအကြောင်းပြုပြီးတက္ကလာပြောင်းခွာခဲ့ရသည် သူအနာကနေထွက်ခွာတော့ကျွန်တော်အိမ်သူကမမတ်ရပြောသေးသည်ဆရာကြီးဥထုံးလိုက်ဟောခင်းရဆိုရင်အိမ်ပြောင်းဖို့နောက်တစ်ချိန်ကြံသေးတယ်ဒါနောက်ဆုံးမဟုတ်သေးဘူးနော်တဲ့ဟောဗျာမောလာပါပြီအတိုက်မပြောင်းချင်တော့ပါတစ်ချိန်တစ်ခါအတိုက်ပြောင်းနိုင်ရင်ဆိုင်ကြုံတွေ့ရသည့်အမောအပန်းအနှွမ်းအနေနဲ့စောက်စာတန်းတွေတိမ့်ဆဲထုတ်ပိုးတဲ့ဆောင်ရသည့်ဒုက္ခကကြီးမားလာပြီစွာကျွန်တော်ကလည်းမိမိခန္ဓာနာခြင်းမှာထက်စောက်တွေကို ဝေယေခွန်အိတ်ထဲထိုးသိမ့်ထက်တဲ့အခါကျိုးကျေနာခြင်းမာကိုစိုးသူပဲပြီးကိုယ်တိုင်တယုတရထက်သွင်းထုတ်ပိုးတက်သူမို့ချွေးပေါက်ပေါက်ကြရသည်မဟုတ်လားတည်ခြင်းဆိုတော့နဲ့ဤအလုတ်သမားတွေကြမ်းကြမ်းတန်းတန်းထမ်းပိုးတည်ဆောင်သွားပြီးဘုံငနေပစ်ချလိုက်ရင်နှလုံးကြည့်ကွဲမတက်ခံစားရတာဘသူမှမသိဒီလိုဆိုစီယူဆနာရောက်တော့ကျွန်တော်တို့ဒီရေရာနဲ့တည်တစားနေတော့မြို့စိတ်ကူးကအိမ်ခန်းကိုနေချင်းစပွဲဖြစ်အောင်ပြုပြင်စီမံပြန်သည် ကျွန်တော်တို့တသက်သားလုံးတန်မိုးထားတင်းဆဲထားသည့်ဘာသာရပ်မျိုးစုံစာအုပ်တွေကိုသူ့နေရာနဲ့သူ့အကန့်နဲ့သူဆက်နေကြထားလိုက်ရာအိမ်တွင်စာကြည့်တိုက်တစ်ခုပမာဖြစ်သွားသည်ရင်ထဲကြည်နူးလိုက်သည်ဖြစ်ချင်းတော်ပြီဒီမှာပဲတည်တော့မည်ဟုစိတ်နှလုံးဒုံဒုံချမိလေသည်ဤသို့ဖြင့်နေရတာနှစ်နည်းနည်းချအထာကြလာတော့ဆရာကြီးဥထွန်းလိုက်စကားကိုလည်းမိမိရရဖြစ်လာသည်ဤနေရာသည်သာဘူမိနဲ့တန်နေရမယ်မိမိတို့ဤအန်တီမစိတ်ကန်းဟုယုံမက်လာမိသည်တို့တော့ တူတော်ဘဝဆိုတာစမ်းချေပါပြီနေကြည်စူးလာလေနင်းခဲတွေအေးပျော်လေးရှိသောတဘာဝကျွန်တော်တို့စိတ်တိုင်းစာတိဆောက်ထားသည့်အရှိတ်အမြန်အတိုက်ဖြစ်လာဖြစ်သည့်အနေသားတကြလည်းရှိခဲ့ပြီဖြစ်သောအိန္ဒိယကိုစွန့်ခွာရန်အကြောင်းတွေကဖန်လာပြန်သည့်တူတူပြောရရင်ကျွန်တော်တို့ကိုယ်တိုင်ကတဆဆအုံမင်းလာသည်ဇေယနောက်ကဗျာဒိဟူသောနာချင်းကကတ်ဆိုင်လာတော့မြမလိုသုံးထက်ဘူလိုလေးလောက်အောင်ဆိုတော့ ထိုတိုက်ခန်းပေါ်သို့တက်ဆင်းရသည့်ကာယဒုက္ခကိုခံစားလိုက်ရသည်အဓိကကခန္ဓာသည်ဝေဒနာပြီးတော့ဒုတိယအခက်ကရေပြက်တနာနေတိုင်းရေမရနေရက်၃ရက်မှတခါရေကိုအလက်ကျလွတ်ပေးသည့်ထွဲခါခွေးမကြီးနှုတ်ပင်ကိုခွေးကလေးတွေကအငဲမရအလို့ရဲ့သူ့ထက်ကဝိုင်းဆို့တယ်လို့မို့လေးလွာနေဘဝတူလူသားတို့ရေရရန်ခတ်သွားသည်ဘဲချိန်လာမြင်မှမသိတော့ရေကိုစောင့်စားရကြိုးစားပြီးရေတင်ရ မော်တာဆက်မောင်းရသောအိမ်သူဤမြက်တွင်းတွေကလည်းဟောက်ပဲဖြစ်လာသည်အလွယ်တကူဂျေရသူကရပြီးမိမိချမရေရဖို့ဒုံလဘနှင့်ကြုံရတာမှစိတ်မြန်လိုက်ဒေါသထွက်လိုက်နဲ့နေရင်ထိုင်ရင်အကုသိုလ်တွေအတုံးလိုက်အတက်လိုက်ဘုံဘောလောရနေလျာဘယ်ကောင်းတော့မလဲသူဖြင့်ကျွန်တော်အိမ်သူဤစိတ်ကူးငကားခေါင်းကမြောက်ရက်ပဲလက်မိလေသည်လက်ရှိအခြေချရာနေမဝေးလာတော့ဒေတာနိုင်ငံတော်ကတမုန်နဲ့အင်အားစီမံကိန်းကိုအကောင့်ထဲပေါ်လျက်ရှိသည်ဈေးကလည်းချင်းနိုင်လက်နိုင်မျှရှိအရေးကြီးသည့် အရေးကြီးသည့်ရေထုတ်ကလည်းမရှိကြိုက်သည့်အချင်းရေကိုလူတလောက်မောင်းတင်နိုင်သည့်စနစ်ကိုထက်သွင်းထားရဟန်ကြပွဲရှိသည်ပထမဓာတ်လောက်ရရင်ပြောင်းနေဖို့ကောင်းသည်ဟုဆိုကအင်သူကထိုအင်အားဘက်သို့တိမ်ညွန့်လာသည်အဆိုပြုလာသည်သူကြိုးစားမြူပြောသည်ကျွန်တော်ခေါင်းညင်ုံမှတပါတခြားရှိပါဦးမည်လားအမန်တိုင်းဆိုရရင်ကျွန်တော်ဒီအင်သူကိုတနာခိယူနာတက်နေမိသည်သူရေးချင်နေသည့်စာရီကိုအာသွန်ခွန်ဆက်ရင်းရင်အခွင့်ရရခိုင်ဘာမှတန်ဖိုးမရှိသည့်ကြီးအတွက်ဒေါမန်တာတာတွေထွက်ကအချိန်တွေကိုအဟောတိကံ ုံမောက်နေရဒီမှာတဘောမကြောက်ဘူးလေယူဆပြပါသည်ဤတို့ဖြင့်သူ့ကိုမိစိမ့်ပြလိုက်ရာသူ့အစွမ်းသူ့အစွမ်းအစပြေအင်ယာတိပထမတမအိမ်ခန်းတခန်းရရှိခဲ့လေသည်ထိုအခါအတိုက်ပြောင်းလာပြီဦးနော်မီမောလိုက်တာတနေ့တခြားအရေအတွက်တွေများပြားတိုးပွားလာတော့စောက်စင်စောက်ဗီယိုတွေဘောကစောက်များကိုကြည့်ပြီးကျွန်တော်တပြင်းအခါကချနေမိတက်လက်လှူရှားနိုင်တော့ကတော့ကိစ္စမရှိခုတော့အရွယ်ကအဆွဲကျိုးပြီးထိုင်လို့ထလို့လည်းမကောင်းတော့အပြင်ပန်းလည်းမခံနိုင်တော့ရာစောက်တွေကိုသိမ်းဆဲထုတ်ပိုးဖို့အကူအညီလိုလာသည် တန်ဝန်းစင်ချစ်ခင်စိတ်ဖြင့်စာပြေသားစာပြေသားငယ်တွေကလာရောက်ဖိမကြတော့လဲတမိုးကြီးစာအုပ်ကောင်းတွေနှာကျင်ကျူးကျေကုန်ပြီဆိုတော့ကြောင့်မိမိဤမနေနိုင်မထိုင်နိုင်စိတ်ကြောင့်ပိုး၍ပိုး၍ပင်ပန်းနှွမ်းနေရသည်ဘသူကိုအပြစ်တင်ရမည်နိမင်းဒုက္ခနဲ့မင်းပေါ့အတိုင်းမြုံတစ်ကိုရောက်ရှိတော့လဲကာတစည်းတိုက်စာများရှိသောစာအုပ်ထုတွေကိုဖြေကာစာအုပ်တွေစနစ်တကျပြန်စီရမည်ဒုက္ခရှိသေးသည်ထမင်းစားဖို့အတွက်လောက်ကတစ်ဖက်လောက်ကဒေးဒီမို့စာအုပ်တွေမှာရုပ်တရက်အထာမကြနိုင်။ဟိုမှာပြိုပြည့်ဒီမှာပြိုလဲနေ စာပေသားသမီးတွေအမြန်နှုံးဖြင့်ဖြုတ်ဖြက်ထားသူပေးခဲ့သည့်စာအုပ်တွေကိုစီတိုဂျွန်ကွန်းတရာညက်စိတ်ဆက်ပြောပိုင်လှလက်ခိုက်တွင်အားဆိုင်နေရချရရာလူရောစိတ်ပါမမွချေလေ၏ဒီတော့ကျွန်တော်မျက်နှာမချောင်ပဲနေနိုင်ပါတော့မည်လားရုံညာပိုင်းကျွန်တော်အိမ်သူတထားကတော့သူယုံကြည်သောအနာကတိဆရာတတိပေးသလိုဆရာကပိန်သွားလို့မဖြစ်ဘူးနော်ဟူသောစကားကိုအမတ်ရပူပြင်းနေမိဖြစ်တော်လဲ ကျွန်တော်ကတော့ဘဝကြီးလမ်းပြမြေပုံကိုကွက်တိမအောင်ညွန်ပြနိုင်ခဲ့တော့မော်လမြိုင်ကဆရာကြီးဦးထွန်းလိုင်ကိုတတိအရာကြီးရကအောင်မေ့နေမိပါသည်တစ်ဆက်ထဲမှာအော်ဘဝကြီးနေဝင်ချိန်မှာရုံဏညိုးမိန်ခဏအင်းပြောင်းရအုံးမြေအဓိကကိစ္စကိုတော့တတိမရနိုင်သေးမစင်ကျင်နိုင်သေးတာမဟုတ်သေးပါဘူးဟုကျွန်တော်ကိုကျွန်တော်အားမလို့အားမရတွေးမိပြန်နေသည်မင်းချမ်းမွန်ဆက်လက်ပြီး Facebook ပေါ်ကစာလေးတစ်ပုဒ်ကိုဖျက်ပြချင်ပါတယ်။နားဆင်ပြပါခင်ဗျာ။ တရုတ်ပြည်မှာလက်ရှိရေပန်းစားနေသောစားလေးတစ်ပုဒ်ဆိုပြီးတော့ခေါင်းစဉ်လေးတက်ထားပါတယ်တမင်းကထင်ခုတ်သမားသူကစိတ်ကြောင်သားမင်းနဲ့တူနေတဲ့နေ့တုန်းစကားစမီးထိုင်ပြောတယ်သူစိတ်ကမျက်စားပြီးဘိုင်းဝါသွားတယ်မင်းရောထင်ခောက်ဖြစ်လို့လားထင်ခုတ်သမားကစိတ်ကြောင်သားနဲ့စကားပြောဖို့အဆင်တန်ခြင်းတူတာမဟုတ်ဘူးနဲ့ပြောချင်တာကတော့အချိုးရုပ်တော်ပေါင်းသိမှုကိုရှောင်ပါတယ်နံပါတ်1 မင်းကထင်ခုတ်သမား तू ကစိတ်ကြောင်သားမင်းနဲ့ तू နဲ့တနေ့ကိုစကားဆက်မီထိုင်ပြောတယ်မင်းကစိတ်ကြောင်နီးတက်သွားပြီ तू ကထင်ခုတ်နီးတက်သွားတယ်ဒါတော့နှစ်ဖက်အကျိုးရှိသောပေါင်းသင်းမှုကိုဆောင်ပါလို့ပြောထားပါတယ်သုံးမင်းကထင်ခုတ်သမား तू ကစိတ်ကြောင်သားမင်းနဲ့သူနဲ့တဏီကုံစကားဆမီထိုင်ပြောတယ်။သူကမင်းထင်းနဲ့သူ့စိတ်နဲ့ကိုအလဲလဲဖို့ကမ်းလှမ်းလိုက်တယ်။မင်းကအလဲလဲလှုပ်လိုက်တယ်။ သူ့မှာထင်းပိုင်သွားပြီးမင်းမှာစိတ်ပိုင်သွားတယ်ပြောချင်တာကတော့မိမိမှာပိုင်ဆိုင်သောပစ္စည်းရဲ့တန်ဖိုးကိုအထင်မသေးပါနဲ့တဘာသူလိုအပ်နေရင်ထင်းကနေစိတ်ဖြစ်သွားတတ်တယ်နံပါတ်၄မင်းကထင်းခုတ်သမားသူကစိတ်ချောင်းသားမင်းနဲ့သူနဲ့တနေကိုစကားစမြည်ထိုင်ပြောတယ်မင်းကသူ့ကိုမင်းသိတဲ့ကောင်းတဲ့စိတ်သားအဝယ်တိုင်းနဲ့မိတ်ဆက်ပေးတယ်။သူကမင်းကိုသူသိတဲ့ကောင်းတဲ့ထင်းအဝယ်တိုင်းနဲ့မိတ်ဆက်ပေးတယ်။မင်းတို့နှစ်ယောက်ရဲ့စီးပွားရေးကြာလေကြီးလာတယ်။ကြီးလာတယ် ဒုတိယစီရဲ့ information ကအရန်တက်မိုးကြည့်ပါတယ်နံပါတ်5မင်းကထင်ကုတ်သမားသူကစိတ်ချောင်းသားမင်းနဲ့သူနဲ့တနေကိုစကားစမြည်ထိုင်ပြောတယ်မင်းတို့အတူတူပူပေါင်းပြီးစိတ်သားကင်ဆိုင်ဖွင့်ဖို့တိုင်ပင်လိုက်တယ်မင်းရဲ့ထင်ရှုသားထင်ကကင်လို့ရလာတဲ့စိတ်သားဟာအင်မတန်မှမွေးချိန်လာတယ်သူ့ရဲ့တောင်စိတ်သားကရိုးရိုးစိတ်သားထက်အစီကင်းပြီးအညီနေတာကြောင့်နေ့အနေငယ်အတွင်းမှာစိုင်ခွဲပါအများကြီးဖွင့်နေသွားတယ်ဆိုလိုတာကတော့ပြီးပြည့်စုံသောဒုတိယဆိုတာမရှိပါဘူးပြီးပြည့်စုံသောလက်နှစ်ဖက်ဆိုတာပဲရှိတာပါတဲ့ တကယ်တော့တူညီတဲ့အဖြစ်အပျက်လေးတစ်ခုခင်မှုချင်းမတူရင်ရက်လက်ချင်းလည်းတူမှာမဟုတ်ဘူးလို့စိုက်သူကဆိုထားတာဆိုထားတာပါခင်ဗျာနောက်တစ်ပုဒ်ကတော့ဆင်းရဲမှာကိုကြောက်တဲ့စိတ်မွေးမြူခြင်း ကိုကိုကိုတေချာပြန်မေးကြည့်ပါစင်းရဲမအောင်တကယ်ကြောက်သလားကြာရှုံးမတကယ်ကြောက်သလားများသောအားဖြင့်ငငယ်စင်းရဲငငယ်ကလေးကစင်းရဲမှုတဲ့သူတွေဒါမှမဟုတ်စင်းရဲမှုတန်ကိုအလူအလဲခံစားမှုသူတွေကစင်းရဲမအောင်တကယ်ကြောက်တတ်ကြပါတယ်ဒါပေမဲ့စင်းရဲမှုတဲ့သူတိုင်းလည်းစင်းရဲမအောင်တိတ်မကြောက်တတ်ကြပါဘူးထောင်ကျဘူးသူတိုင်းထောင်ပြန်ကြမှာမကြောက်တယ်လို့မျိုးပေါ့ဘဝမှာမစင်းရဲဘူးသူတွေကလည်းစင်းရဲမှုတန်ကိုမခံစားဘူးတော့စင်းရဲမအောင်တိတ်မကြောက်တတ်ပါဘူး ဆိုတော့ကြောက်စိတ်ကိုမောင်းနေအား driving force တစ်ခုအဖြစ်ပြောင်းလဲအသုံးချနိုင်ဖို့ဆိုရင်ကြောက်စိတ်မွေးမြူဖို့လိုပါတယ်။စဉဲမာကိုကြောက်တဲ့စိတ်မွေးမြူဖို့အကောင်းဆုံးနည်းလမ်းကတော့စဉဲတုံးကြုံခဲ့ရတဲ့ခံစားမှုတွေဒုက္ခဒုက္ခတွေကိုပြန်စင်စားကြည့်ဖို့ပါပဲ။ဒီကြောက်စိတ်ကိုဘယ်လိုတိတိယအသုံးချမလဲ။တငါမခံစားချင်တဲ့ခံစားချက်ကိုရှင်းရှင်းလင်းလင်းသတ်မှတ်ပါ။စီရင်မှုဆိုတာဝေဝါးနေတတ်ပါလေဒါကိုပို့ပြီးတိကျတဲ့ခန်းစားချက်အဖြစ်ပြောင်းလိုက်ပါဥပမာ ငွေကြေးချွတ်တဲ့ပြီးမိသားစုကိုမဆောင်ရှောင်နိုင်တဲ့ရှင်ယွန်းစိတ်လူချင်းတဲ့ပညာရေးကို မတက်ရတဲ့နာကျင်မှု ူတွေရဲ့မျက်နှာလွဲမှုကိုခံရတဲ့အထူးကြံမှုဒီလိုခန်းစားချက်တွေကိုစင်ပြူစုထားပါဒါတွေဟာတင့်ရဲ့မပြောင်းခြင်းနဲ့အတိတ်ဖြစ်ပါတယ်နံပါတ်1အနံကတ်မှာထိတ်မကြုံရအောင်ဒီဒီလောက်ရမယ့်အလုပ်ကိုဆက်ဆက်ပါကြောက်စိတ်ကိုလှုပ်ဆောင်မှုဖြစ်ပြောင်းဖို့ဆိုတာအတိတ်ကိုငိုယုံနေယုံနဲ့မပြီးပါဘူးဒီကြောက်စိတ်ကိုယနေ့လှုပ်ဆောင်မှုနဲ့ဆက်သွယ်ဖို့လိုပါတယ်ဒီနေ့ငါအားလက်ချင်းမှာဆိုရှယ်မီဒီယာကိုတအားသုံးနေရင်ငါကြောက်တဲ့စင်ရဲမှုကနောက်တစ်ချိန်ပြန်လာမယ်ဒီနေ့ငါစာကိုအာယုံစိုက်လိုက်မဖက်ရင်နောက်အနာငါရဲ့အနာဂတ်ကငါရဲ့ရခင်အတိတ်လိုဖြစ်သွားလိမ့်မယ်ဒီလိုဆက်ဆက်မှုကပြစ်ဆုတ်ပံမှာ ပြင်းရည်ပြက်လွယ်တဲ့စိတ်ကိုချက်ချင်းဖြုတ်ခွဲပေးနိုင်ပါတယ်။နံပါတ်3ကတော့ကြောက်စိတ်ကိုစုပ်ပိုင်ထားတဲ့မိခဲအဖြစ်မြင်အောင်ကြည့်ပါ။မိခဲကိုစုပ်ကင်ထားရင်လက်ပူမယ်။ဒါပေမဲ့ကျွမ်းကျင်စွာခိုင်တွဲရင်အလင်းရောင်နဲ့အပူထက်ကိုရနိုင်ပါတယ်။စီရင်မှကြောက်တဲ့စိတ်ကလည်းဒီလိုပါပဲ။အလွန်အမင်းဆွေးရင်ပူပင်နေရင်စိတ်ဖိစီးမှုဖြစ်စေတယ်။ဒါပေမဲ့ကျွမ်းကျင်စွာခိုင်တွဲပြီးလုပ်ငန်းခွင်နဲ့တည်ဆောင်သွားရင်တင့်ကိုအမြဲတမ်းနှိုးချစေပြီးအားစိတ်ထုတ်စေမယ်။ဒီမိခဲလေးကိုတင့်ရဲ့အိမ်မက်ကြီးတွေကိုမီးရှို့မဲ့မိတိုင်အဖြစ်အသုံးချလိုက်ပါ။ တတိထားမယ့်အချက်ကတော့ဆင်းရဲမှာကြောက်တဲ့စိတ်ကိုမွေးမြူခြင်းဆိုတာဟာလောဘတစ်ကြီးနဲ့ငွေရှာခြင်းတာမျိုးမဟုတ်ပါဘူး။မိမိကိုယ်တိုင်နဲ့မိမိပတ်ဝန်းကျင်ကိုနိုင်တဲ့လောက်တောင်းဝန်ယူနိုင်စွမ်းရှိဖို့လွတ်လပ်ခွင့်နဲ့ဂုဏ်သိက္ခာကိုကာဝယ်နိုင်ဖို့အတွက်မွေးမြူတာပဲဖြစ်ပါတယ်။ဒီစိတ်ကတင့်ကိုရက်ဆက်စေဖို့မဟုတ်ပိုမိုခိုင်မာတောက်တင်းစေဖို့ဖြစ်ပါတယ်။ညီကောင်ကလည်းပြောချင်တာတော့အောင်မြင်သူတွေရဲ့နောက်ွယ်မှာဘာဖြစ်ခြင်းလို့ လဲ what do one ဆိုရမဲ့လုံးထဲဘာမဖြစ်ချင်လို့လဲ what do fear ဆိုရကြောက်စိတ်ကပုံပြီးအစွမ်းထက်ထက်ပါတယ်တင့်ရမပြောင်းချင်တဲ့အတိတ်ကိုတတိယပါတင့်ရမဖြစ်စေချင်တဲ့အနာဂတ်ကိုမျက်စိထဲမှာရှင်းရှင်းလင်းလင်းမြောင်ကြည့်ပါဒီကြောက်စိတ်ကတင့်ကိုယခုချက်ချင်းလှူရှားသွားစေမဲ့အားကောင်းဆုံးလက်နက်တစ်ခုဖြစ်လာပါလိမ့်မယ်ဒါကြောင့်စိတ်ရမကိုကြောက်တဲ့စိတ်မွေးမြူပါဒါဟာတင့်ရအကောင်းဆုံးအမှတ်ခံချက်ပါပဲစာနီကျော် source key trainer ခုလိုချင်းပြီးနောက်ဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးထူးပဲတင်ပါတယ်အားလုံးပဲပြန်အောင်ကင်းဆင်ပြီးကိုစင်နှစ်ဖျားကျမ်းမာချမ်းသာကြပါစေခင်ဗျာ